မင်္ဂလာပါရှင်ရှဲကိုမီဒီယာကကြိုဆိုပါတယ်မယောင်နိုင်နေဆက်ဖြစ်ကျော်မိကိုမျိုးငွေရှော့ချရေးလုပ်ငန်းညီနိုင်စီဝေးပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်ပြည်နယ်ရှိပိုင်းမယောင်ခရိုင်မယောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပလာမင်ထိန်ခမ်းမနိုင်ယမန်နေမွန်လွဲလေးနိုင်ကနေဆက်ဖြစ်ကျော် မိကိုမျိုးငွေရှော့ချရေးလုပ်ငန်းညီနိုင်စီဝေးကို ပြုလုပ်ခဲ့ကြောင်းသိရပါတယ် ရှေဦးဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေကတော်မီရှုခြင်းများမပြုလုပ်စေရင်မိခိုးမြုံငွေဖုံးလန်းသည့်ကိစ္စရပ်များမဖြစ်ပေါ်စေရင်တောင်ရမီတော်မီများမရှုစေရန်အသိပညာပေးခြင်းအရေးယူတားစီခြင်း တက်တော်များထိမ့်သိမ့်ကာကွယ်ခြင်းတို့ကိုထီရောက်စွာဆောင်ရွက်ခြင်းအပြင်မိခုမျိုးဝင်ညဉ့်ညံ့မှုများထိမ့်ချုပ်လျှော့ချကြရမည်ဖြစ်ကြောင်းအမှားစကားပြောကြ၍နေဆက်ဖြစ်ကြောမိခုမျိုးဝင်လျှော့ချရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြီးတက်ရောက်လာသူများကပြန်လည်ဆွေးနွေးရာမြို့နယ်အုပ်ချုပ်ရေးမှူးကလိုအပ်သည့်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ရှင်